ငယ်လူရွယ်တွေကပေါ့နော်ဘယ်လိုပြောမလဲဆိုရင်စိုးရင်ရာဖြစ်လာတာပေါ့နော်ဖြစ်တာဖြစ်လာတဲ့အချိန်မှာမိဘတွေလည်းဆက်စင်းရတဲ့အပြင်မှာကိုညီကောင်မောင်နှမတွေလည်းဆက်စင်းရတယ်ပေါ့နော်အဲ့လိုဖြစ်လာလို့ကိုကရှောင်မလားဒါမှမဟုတ်လို့ရှိရင်သူတို့လာခေါ်လာဆက်လာခေါ်တော့ဆောင်မလားဆိုတဲ့အရာကြီးကကျွန်တော်နာမည်ပေါ့နော်သူရထုံးပေါ့နော်ကျွန်တော်တို့အလောက်ကနေ OD စီမီပြန်လာတဲ့အချိန်ပေါ့နော်အဲဘဏ္ဍာနိုင်လောက်ရှိမှည၈နိုင်ကြော်ကြော်လောက်ပေါ့နော် OD စီမီပြန်လာတဲ့အချိန်မှာပြီးပြတဲ့အချိန်နဲ့တိုက်တယ်တိုက်တယ်ပေါ့နော်တိုက်ပြီးတော့သူတို့လည်းကင်းလေးတဲ့အချိန်နဲ့တိုးပြီးတော့ကျွန်တော်တို့မောင်ရင်ခုံနဲ့ ခုံမှုဆိုပြီးတော့ကျွန်တော်တို့ဆွဲသွားပါတယ်။အဲဆွဲပြီးတော့ရန်ကုန်စစ်ကြောရေးကိုရောက်ပါတယ်။ရန်ကုန်စစ်ကြောရေးကိုရောက်တော့မင်းတက်သေးဝင်ပါလား။ဟိုဘာလုံးမလဲပေါ့နော်ကျွန်တော်မေးရပေါ့နော်။အဲမေးလဲမေးပြီးတော့မင်းကျွန်တော်တော့မဝင်ဘူးလို့ပထမတော့ညင်းပါတယ်။ညင်းတော့သူကပြောလဲဘာပြန်ပြောလဲဆိုလို့ရှိရင်ကျွန်တော်ကိုမင်းအခုအခုမဝင်လဲမင်းနောက်ကျရင်ဝင်ရမှာပဲဆိုတော့ကျွန်တော်လည်းမထူးဆိုပြီးတော့ကျွန်တော်ဝင်လိုက်ပါတယ်။အဲဝင်ပြီးတော့တောင်တွင်းဟိုရန်ကုန်ကနေတဆင်းကျွန်တော်ကိုဒီလိုတောင်တွင်းကိုပို့တယ်ပေါ့နော်။ကားနဲ့တစ်ခေါက်လိုက်ပို့တယ်။ ခါနဲ့ပို့ပြီးတော့တောင်တွင်းကြီးမှာပေါ့နော်ကျွန်တော်တို့က9လနီးပါးလောက်တင်းတဲ့တက်ကြတယ်ပေါ့နော်တလဲတက်ပြီးတော့ကျွန်တော်တို့ကိုလီလာခွဲကြော်ကြော်လောက်ကြတော့ကိုပိုင်နံပါတ်တွေကြတယ်ဆိုပြီးပေါ့နော်ကျွန်တော်တို့ကိုပိုင်နံပါတ်နံပါတ်တွေချပြီးပါတယ်ချပြီးတော့ပထမပေါ့နော်ကျွန်တော်တို့တို့ပြောရတော့မင်းနှစ်နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်နှစ်နှစ်ပြီးမင်းလုံရိုးပြည်သူလူမျိုးပဲမင်းလွတ်လပ်လပ်သွားနိုင်ပြီလို့ပြောပါဒါပေမဲ့တကယ်တမ်းအဖြေကထွက်လာတဲ့ချိန်ကျတော့ကျွန်တော်ကလုံးဝဟိုဒီပြောမယ်ဆိုလို့ရှင်ဒီစစ်ထဲမှာပဲပေါ့နော်တပွာလုံးကုံဆုံးရမယ့် အခြေအနေမျိုးဖြစ်နေဖြစ်နေပါတယ်။အဲ့လိုမျိုးပေါ့သူတို့ကပြီးတော့အဲ့လိုမျိုးဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်မသိလို့မေးကြည့်လိုက်တော့သူတို့ကအတန်းပညာရည်ချင်းနဲ့ခွဲပေါ့နော်အတန်းပညာရည်ချင်းကသူတို့က6တန်းအောက်ဆိုလို့ရှိရင်ပါစာတဲ့ထဲပါတယ်ပါစာတဲ့ထဲပြီးလို့ရှိရင်6တန်းနဲ့အထက်ဆိုလို့ရှိရင်သူတို့ကတာဝန်မှုတွေထဲပါတယ်อืมပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က2ဦးရဲ့အပတ်စဉ်ပေါ့နော်2ဦးပတ်စဉ်ဆိုတော့ကျွန်တော်ဒီ2025တလပိုင်းတလပိုင်း2025 25ရက်နေ့ဖွင့်တာဟို6လပိုင်း 26နှစ်မှာကျွန်တော်တို့ဆင်းပါတယ်ဆင်းလဲဆင်းပြီးတော့ကျွန်တော်တို့ကိုအာကားနဲ့ပေါ့နော်လာပြန်ခေါ်တယ်လာပြန်ခေါ်ပြီးတော့ရန်ကုန်စစ်ကြောရီကိုတစ်ခေါက်ပြန်ရောက်ပါတယ်အာရန်ကုန်စစ်ကြောရီကိုတစ်ခေါက်ပြန်ရောက်ပြီးတော့စစ်ကြောရီမှာကျွန်တော်နှစ်ပတ်လောက်နေရပေါ့နော်သူတို့လာခေါ်တဲ့သူတို့စစ်ဖို့နေတယ်ပေါ့နော်နှစ်ပတ်လောက်နေလဲနေပြီးတော့မင်းတို့အချိန်ကြီးပေါ့နော်မင်းတို့တရင်သွားရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပါတယ်ပြောလာတာလည်းကျွန်တော်တို့လည်းထုတ်ပိုးတွေအကုန်လုံးပြင်ပေါ့နော် ပြင်ပြီးတော့ကားနဲ့ကားနဲ့ရန်ကုန်တင်မောစိတ်ကိုဆင်းပါတယ်ရန်ကုန်တင်ရန်ကုန်တင်မောစိတ်ကိုရောက်တော့ကျွန်တော်တို့တင်မောအသေးသေးစီးရှိပါတယ်စီးပြီးတော့အဲပင်လေပင်လေတဲ့ကိုဝင်ကနားနေတော့သူတို့ကစစ်တင်မောနဲ့လာကြပါတယ်စစ်တင်မောကိုတစ်ခါကျွန်တော်တို့ထက်စီးရပါတယ်စီးပြီးတော့ပင်လေအဲပင်လေတဲ့ရောက်ပါတယ်ပင်လေတဲ့ကိုပေါ့နော်သူတို့ထပ်မောပင်လေတဲ့ရောက်ပြီးမှပင်လေတဲ့မှာတညအိတ်တယ်အိပ်ပြီးတော့နောက်နေ့မနက် အဲနိုင်ဝက်တတလာပေါ့နော်သူတို့စစ်သင်းမောင်းနဲ့ဆက်မောင်းလေးမောင်းပြီးတော့သူတို့တင်းမောင်းအငဲသားအလက်အလက်စားလေးပေါ့နော်အဲအဲ့လောက်ရှိ ਊ ကျွန်တော်တို့ထပ်ပြောင်းရပါတယ်ပြောင်းလဲပြောင်းပြီးတော့ဒဝဲဒဝဲကိုရောက်ပါတယ်ဒဝဲရောက်တော့သူတို့ကသူတို့သူတို့ချိုကျွန်တော်တို့လာခေါ်တဲ့တက်တရားနေတက်တီတီရန်သူတို့ကိုင်းနေလာခေါ်ပါတယ်ခေါ်ပြီးတော့ကျွန်တော်တက်ကိုတော့မရောက်ပါဘူးကျွန်တော်ပေါ့နော်လမ်းမှာလည်းပဲသူတို့ကပထမတော့ကျွန်တော်တို့အကုန်လုံးကတော့ပျော်တော့ပေါ့နော်တင်းနှင်းစင်းပြီးတက်ကိုပြားမှာဆိုတော့အော်ပြောကြတာပေါ့ဒါပေမဲ့တကယ်တမ်းဖြစ်မလာပါဘူးကျွန်တော်တို့လမ်းမှာနေ လမ်းမှလည်းကျွန်တော်တို့ဖြတ်ခေါ်ပါပါတယ်မင်းတို့အရေးကြီးရေပေါ့နော်မင်းတို့ like ခဲ့ဆိုပြီးတော့ကျွန်တော်တို့အကုန်လုံးပါသွားပါတယ်ပါသွားပြီးတော့ကျွန်တော်တို့တဝယ်ထဲမှာနေအင်း၃လနီးပါးလောက်ပေါ့နော်ဟိုဥစားဘယ်လိုလဲဆိုတော့ရှင်နေမြရှင်လေးဆိုပြီးတော့ကျွန်တော်တို့ပတ်လုံနေတာကျွန်တော်ပေါ့နော်တဝယ်ထဲရောက်ပြီးလို့သူတို့ဒီလှူရှားထွက်နေတဲ့အချိန်မှာပေါ့နော်နှစ်ပတ်ကျကျတတ်တာလောက်ပေါ့အဲ့လောက်ကြတော့ကျွန်တော်တရင်မူနာရောက်ပါတယ်တရင်မူနာရောက်တော့သူနဲ့ပေါ့သူနဲ့ပဲပေါ့နော်သူနာပါပဲနေပြီးတော့အတူတူပဲ လှုပ်ရှားထွက်ပါတယ်ထွက်တဲ့အချိန်မှာမှတရင်မှုကကြတော့တကယ်တကယ်ကျွန်တော်ပထမတော့ကျွန်တော်တို့လည်းလန့်တာပေါ့နော်တစ်ခါမှလည်းမတွေ့ဘူးဆိုတော့လေမကြုံဘူးတော့နောက်ပိုင်းလည်းကြတော့တရင်မှုကတကယ်တမ်းတော့သဘောလဲကောင်းပြီးတော့သဘောကောင်းပါတယ်ကျွန်တော်တို့ကိုလည်းချစ်ရှာပါတယ်ဒါပေမဲ့သူကသူကဘယ်လိုလဲဆိုတော့အားပေးပါကျွန်တော်တို့ဘင်းသူကောင်းနေတယ်ဟိုဒီတိုင်းသိရမလားဟိုမတောက်နည်းနည်းပါးပါးမတောက်ဘူးဆိုလို့ရှိရင်ပေါ့နော်သူကအားတစ်ပဲမင်းကြိုးစားမင်းရှေ့ဆက်မင်းကလည်းအတန်းပညာကြီးချင်းရှိရပေါ့မင်းရှေ့ကြမင်းဒီတိုင်းကြိုးပွားလို့ကြိုးစားလို့ရှိရင် မင်းကြောင်းပြန်တက်ပြီးတော့မင်းဘလို့ဘလို့ဘယ်ရရှိတင်တယ်မင်းတက်လို့ရရင်ငါရအောင်လုပ်ပေးမယ်လို့ပြောပါတယ်အဲသူနည်းနည်းပါးပါးကောင်းနေတဲ့ချိန်ဆိုလို့ရှိရင်တော့အားရပဲရှင်းချမ်းရောက်လို့ရှိရင်မင်းအခွင့်တာရင်တားတယ်လို့ပြေးဖို့ကျွန်တော်အမြဲတမ်းဆုံးပါပါတယ်အဲကျွန်တော်တို့ဒီမောတောင်ပါဝါဆိုတော့မတည်ဘူးပြကျွန်တော်တို့အဲဒဝဲထဲမှာလှုပ်ရှားထွက်နေရင်ဟိုအထက်ကနေပြီးတော့အမိတ်ကြလာတာပေါ့နော်မင်းတို့အရေးကြီးတယ်မင်းတို့ဒီဘယ်ဟိုဘိတ်ဘောက်ဆင်းလာဖို့ပေါ့ကျွန်တော်တို့ပြောတော့အာကျွန်တော်တို့ရောက်ရှိလက်ရှိနေတဲ့တီနေရာကို ူတို့ကားရီကားရီရောက်လာပါလေရောက်လဲရောက်လာကျွန်တော်တို့ချက်ချင်းပဲနှိမ့်ချင်းပဲကားနဲ့ခေါ်ပြီးတော့အဲတဝဲတင်းမောစိတ်ကိုဆင်းနေပေါ့နော်တဝဲတင်းမောစိတ်ကနေတဆင်ဟိုတင်းနှန်းဆင်းတယ်လို့မျိုးပေါ့နော်တင်းမော၃ငါးလောက်၃ငါးလောက်ပြောင်းစီလိုက်ရပါလေပြောင်းစီပြီးတော့ညိတ်တင်းမောစိတ်ညိတ်ဘိတ်တင်းမောစိတ်ကိုကတ်တယ်ပေါ့နော်ဘိတ်ကနေတဆင်ကျွန်တော်တို့လီဒါကကားရီနဲ့လာခေါ်ပါတယ်ကားရီနဲ့ခေါ်လဲခေါ်ပြီးတော့ကျွန်တော်တို့လီဒါကိုလီဒါကိုရောက်ပါတယ်လီဒါမှာတညအိတ်လဲအိတ်ပြီးပါတော့ဒီတက်ရောက်မှကျွန်တော်တို့ဒီမောတော်ကိုတက်ရမယ်ဆိုတာသိရပါတော့ အဲ့အနေနဲ့ဆင်းသူမှာအမှတညာအိပ်ပြီးတော့ကျွန်တော်တို့ဒီကိုရောက်တာပေါ့နော်သူတို့လီလာကနေလိန်လေးနဲ့လိုက်ဖို့ခင်ရတာကျွန်တော်တို့အဲကျွန်တော်တို့အားကြီးအဲဘိတ်လီတက်ကနေပေါ့နော်သူတို့ husky နဲ့လိုက်ဖို့ပါတယ် husky ကကြတော့ဒဇီးကိုသူတို့ရိတ်ခါရောလူရောဆိုလို့ရှိရင်7820လောက်ပါတယ်ပေါ့နော်အကုန်လုံးမဟုတ်9ကောက်9ကောက်နီးနီးလောက်9ကောက်လောက်လိုက်ဖို့ပါတယ်လိုက်ဖို့ပြီးတော့ကျွန်တော်တို့ရိတ်ခါချပြပေါ့နော်သူတို့အဲ့လိုမျိုးချပြပါတယ် အာကျွန်တော်တို့ပေါ့နော်အာဟက်ကီးနဲ့ချပြီးတော့ကျွန်တော်ကတော့ဒုတိယအတုံးမှာပါလာတာပေါ့နော်ဒုတိယအတုံးမှာပါလာရဲရဲချင်းကျွန်တော်တို့ခဏပဲအနာပြေပေါ့နော်နားပြေပြီးတော့သူတို့ကင်းရှစ်ထုတ်ပါတယ်ကျွန်တော်ပြင်နောက်ထပ်၃ရောက်ပါပါတယ်အကုန်လုံးပေါင်းစုစုပေါင်း၄ရောက်ပေါ့နော်ကင်းရှစ်ထုတ်ပြီးတော့သူတို့ကနောက်ထပ်ရောက်လာမယ့်ဟက်ကီးကိုပေါ့နော်သူတို့ကစောင့်ပါတယ်စောင့်လဲစောင့်ပြီးတော့အာညနေဆောင်လောက်ကျ၃နာရီကျော်ကျော်လောက်ကျပေါ့နော်ဒီကျွန်တော်ရှင်ကျွန်တော်နဲ့တူတူဟိုဘယ်လိုလဲဆိုတော့ ခင်းရှစ်ထိုးထားတဲ့၃ယောက်ကိုသူတို့ကလာပြန်ခေါ်သွားပါတယ်ကျွန်တော်ကတော့ကြံခဲ့ရပါတော့ကျွန်တော်လည်းပထမတော့သူတို့လိုက်ကြည့်ပါလိဒါပေမဲ့သူတို့ကဘယ်လိုလဲဆိုတော့နီနာမှာပဲရှိမှာပဲဆိုကျွန်တော်ကလည်းအတွင်းနဲ့ဆက်နေလိုက်ပါတယ်ကိုညမကိုဆက်နေလဲနေပြီးတော့ဒီနိုင်ခွဲကြော်ကြော်လောက်ကြတော့တော်တယ်မှာဆိုတော့မှောင်လာတော့ပေါ့နော်မှောင်လဲမှောင်လာကျွန်တော်လည်းချင်းနေတစ်ခုတော့ထူးမှာပဲဆိုကျွန်တော်ရှေ့တက်ကြည့်တော့ရတားရင်လည်းတွေ့ပါတယ်အဲရတားရင်လည်းတွေ့တော့ကျွန်တော်မေးကြည့်တော့သူတို့အကုန်လုံးကပေါ့မရှိတော့ထွက်သွားပြီလို့ပြောကြပါတယ်ပြောလဲပြောတော့ အဲ့တော့ကျွန်တော်မီးတော့ကျွန်တော်ဘေးပါတယ်သူကဆရာဟိုကျွန်တော်ကြတော့သူကဆရာလို့ခေါ်ပြီးတော့ဆရာလိုက်သွားမလားပေါ့နော်ကျွန်တော်မလိုက်တော့မားတို့မားတို့နဲ့ပဲကျွန်တော်အတူတူနေပေါ့နော်သူတို့ကိုမေးကြည့်လိုက်တော့အမကဒီနားမှာ PDF ကိတ်တွေပါရှိလားညီလို့ရှိရင်ကျွန်တော်တစ်ချက်လောက်လိုက်ပို့ပေးပါလားဆိုတော့သူကကျွန်တော်ကြောက်နေတဲ့အချိန်လေးရှိတော့သူကလည်းမပြောပါဘူးမပြောတော့အဲ့ဒါကျွန်တော်အမကကျွန်တော်ဘာမှမလုပ်ဘူးကျွန်တော်အလင်းဝင်မလို့ဒီနားညီနားမှာရှိရင်ရှိတဲ့နေရာကျွန်တော်တစ်ချက်လောက်ညွှန်ပါဆိုသူကတော့ဒီ ဘယ်ဘက်ဘယ်ဘက်သွားလို့ကျွန်တော်ညွှန်ပြလိုက်ပါတယ်ညွှန်ပြတဲ့အချိန်မှာကျွန်တော်ကလည်းအချိန်ဆိုင်မနေပဲနဲ့လင့်သွားမှာဆိုလို့ကျွန်တော်ကလည်းသူတို့ညွှန်ပြရဲ့လမ်းတိုင်းပဲလာပါတယ်သွားတဲ့အချိန်မှာလည်းကျွန်တော်ကဘယ်လိုလဲဆိုတော့ဝလုံးမှာကျွန်တော်မှာပါတဲ့ subject view တစ်ထည်ကိုချုပ်ပြီးထုတ်ပြီးတော့ကျွန်တော်ဝလုံးမှာခြိလိုက်ပါတယ်ခြိပြီးတော့သွားပါတယ်သွားတဲ့အချိန်မှာလည်းသွားပါတယ်သွားတော့ကျွန်တော်နဲ့သူတို့ရှိသွားတဲ့အချိန်မှာတိတ်မကြပါဘူးသူတို့ရှိကိုရောက်ပါတယ်ရောက်တဲ့အချိန်မှာတော့လက်လက်ခဲရတဲ့ကျွန်တော်မှာပါတဲ့ပစ္စည်းအကုန်ကျွန်တော်သူတို့လက်ထဲအပ်ပါတယ်အဲအဲ့လိုပေါ့နော်ရောက်တဲ့အချိန်လည်း ရောက်တဲ့အချိန်မှာတို့ကကျွန်တော်ကိုသူတို့မှရှိရဟိုင်းလည်းအဲ့ခံကြရပါတော့အကုန်လုံးညီကိုတွေညီကိုတွေကြီးပါပဲဘာမှမဖြစ်ဘူးဆိုပြီးတော့ AACD မြေဘာမှမဖြစ်ဘူး AACD နေပါပေါ့နော်မကြခင်ဘုံမူရောက်လာမယ်လို့ကျွန်တော်ပြောတော့ဘုံမူကျွန်တော်သူတို့သူတို့ပေါ့နော်ကျွန်တော်ပြောပြီးလို့မကြပါဘူးဘုံမူရောက်လာပါတယ်ရောက်လာတော့ဘုံမူကလည်းကျွန်တော်ဝမ်းမန်းတတပါပဲမင်းတို့ထွေးပါပဲကျေးဇူးပါကျေးဇူးတော့ပြီးရပြီးတော့သူကနည်းနည်းပပပေါ့နော်ကျွန်တော်မေးရမမေးတော့ဘာမေးလဲဆိုလို့ရှိရင်ဒီလေးမင်းဘာလို့ချင်လဲမင်းနိုင်ငံညာသွားတယ်လားဒါမှမဟုတ်လို့ရှိရင် မင်းမင်းပြန်ကျင်လာလို့မေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့နှစ်ခုစလုံးကတော့မရွေးချယ်ပါဘူးဘာလို့လဲဆိုတော့အဲကျွန်တော်နဲ့ကျွန်တော်ကျွန်တော်တယောက်တည်းမှမဟုတ်ဘူးပေါ့နော်ကြည်သူတွေအကုန်လုံးပေါ့အကုန်လုံးပေါ့စိတ်တို့ကမျိုးမျိုးပြည်နေဒီစက်ကောင်စီပေါ့နော်ကျွန်တော်ဆက်လက်တွန်းလှန်သွားမယ်လို့ပြောလိုက်ပါတယ်ပြောတဲ့အချိန်မှာပြောတဲ့အချိန်မှာတော့ဘုံဘူးကတော့ပြောပါကျွန်တော်မြင်စဉ်းစားဘူးပေါ့နော်မြင်ဘုံဘူးကအလောရကြီးအမဆုံးဖြတ်နေပေါ့ကျွန်တော်ပြောပါတယ်ပြောတဲ့အချိန်ဟုတ်ကဲ့ဘုံဘူးကျွန်တော်ကငကိုရဲရလဲ ဘယ်လိုလဲဆိုတော့ဒီသူတို့ဆွဲထည့်တဲ့အရာကြီးမှလည်းမနေခြင်းဘူးညာမနေခြင်းနဲ့အပြင်ကမှဒီဥစ္စာယူပါကျွန်တော်ပြန်ပြီးတွန်းလှန်ခြင်းတော့တော့ဘုံမှုတော့ကျွန်တော်တစ်ချိန်တစ်ချိန်မကပါဘူးကျွန်တော်ပြောပါဘုံကျွန်တော်ပြန်ပြီးတွန်းလှန်မယ်လို့ပြောပြောပါအဲ့ဒါကမှဘုံကညီလေးမေးစောသေးပါတယ်မင်းရှင်းတော့ကျွန်တော်အချိန်ကြီးတော့အများကြီးပေးထားပါမကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီနိုင်ငံတွင်းမှာရှိကြရမှာနော်မိဘမောင်မားတဲ့ညီကောင်မောင်နှမတွေမှာကျင်တဲ့သူကိုမှာကျင်တာကတော့ ဒီပြောမယ်ဆိုဒီစစ်ကောင်စီကရန်ရဲယူပေါ့နော်ဟိုဘယ်လိုလဲဆိုတော့အကြာကြီးတော့မလဲဘက်စီချင်းနော်မလဲဘက်စီချင်းပြီးတော့မြန်မာနိုင်ငံမှာဆိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုဆိုရင်စစ်မှုမထမ်းမနေရဆိုပြီးတော့ဥပဒေပြဋ္ဌာန်းထားတဲ့အတွက်ကိုလူငယ်လူငယ်လူငယ်လူရွယ်အတွက်ကပေါ့နော်ဘယ်လိုပြောမလဲဆိုရင်စိုးရင်စရာဖြစ်လာတာပေါ့နော်ဖြစ်တာဖြစ်လာတဲ့အချိန်မှာမိဘတွေလည်းဆက်စင်းရတဲ့အပြင်မှာကိုညီကောင်မောင်နှမတွေလည်းဆက်စင်းရတယ်ပေါ့နော်အဲ့လိုဖြစ်လာလို့ကိုကရှောင်မလားဒါမှမဟုတ်လို့ရှိရင်သူတို့လာခေါ်လာဆက်လာခေါ်တာစောင့်မလားဆိုတဲ့အရာကြီးက ဖြစ်နိုင်ရင်တော့ကျွန်တော်ကအတန်းနိုင်တော့ရှောင်းစီခြင်းနဲ့ရှောင်းစီခြင်းနဲ့ရမှာပေါ့နော်ဒီလီလန်းကတော့နှစ်ခုရှိရပေါ့တစ်ခုကတော့နိုင်ငံခြားသွားရင်သွားဒါမှမဟုတ်လို့ရှိရင်နီးစပ်ရကိုယ်တငယ်ချင်းမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းနေရာတစ်စင်းပေါ့နော်ဟိုဒါတော်လန်အဖွဲတွေကိုဆက်သွယ်ပြီးတော့ဝင်ဝင်ပေါ့နော်အိမ်ထဲမှာပဲပေါ့နော်ဒီစိမိတ်စာရရင်လာပြီးတော့တကားခောက်တာကိုထိုင်မဆောင်ပဲနေပေါ့နော်ကိုကကိုကိုတွေးနေကိုဟိုကဘယ်လိုလဲဆိုတော့တော်လိုင်းကြီးမှာတဒဒါပေါ့နော်ပါဝင်ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ် ပြီးတော့ဟိုဘယ်လိုလဲတော်လိုင်းကြီးမှာဒီဘယ်လိုလဲအမြဲတမ်းပေါ့နော်တူရှေ့တန်းထွက်နေရတယ်မဟုတ်ပါဘူးနောက်တန်းမှာလည်းနောက်တန်းကညီကိုရင်းနဲ့တူတူပျော်ပျော်ရွှင်ရွှင်နဲ့ထမင်းချက်တာတို့ထင်းခွဲတာပဲဖြစ်ဖြစ်အဲ့ဒါလည်းတမျိုးတော်လန်တာပါပဲဒီဘယ်လိုလဲဆိုသူတို့ရဲ့လူသားတစ်တိုင်းဖြစ်ပေါ့နော်အသုံးချတာမခံရဘူးနဲ့ကိုယ့်အကူခူတာလွတ်လွတ်လပ်လပ်ပေါ့နော်ဒီတော်လိုင်းကြီးမှာတက်တက်တက်အပဝင်ကြပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တိုက်တွန်းနေပါတယ်